င်္ဂုတ်ထိုကျမ်းမှာတရားမနာစာပေမသိနှုတ်ပင်မဆောင်သိအောင်မပြုဓမ္မနုဓမ္မပฏิပတ်กว่าဤငားဖြာသည်ဖျားသာသနာကွယ်ကြောင်းသည်လို့ဆိုထားပါတယ်ဟောမူနော်လှုပ်လဲမလှုပ်ကောင်းလှုပ်လဲမလှုပ်သင့်ဘူးဒီကိစ္စတချို့ကတော့အဲ့လိုလေးလှုပ်တဲ့အတွက်ဒီဘေးအန္တရာယ်ကြီးကြုံနေပါ냐ဒါတော့ထားကိုလည်းသိတာမဟုတ် ဒါလှုပ်တဲ့လူဥဆောင်လှုပ်တဲ့လူရောလမ်းညွန်တဲ့လူရောအကြံပေးတဲ့လူတွေကမလှုပ်တဲ့တဲ့ကိစ္စကိုလှုပ်တာထိတော့ရတာနဲ့လည်းစန့်ကျင်တယ်ပရလောကသားတွေဘလို့တော်ရွတ်သင်္ကန်းစီးပြီးလို့ရမယ်သင်္ကန်းစီးပြီးလို့ရတယ်ဆိုတော့တိတ်နေမှာဝင်ပြောကမောဖတ်ရတယ်စစ်စေးမေးမြန်းရတယ်အဲ့လိုလုပ်မှလူသားစင်စစ်ကိုပဲဖြစ်ရမှာလို့ဝင်းကြီးထဲမှာပါတယ်လူသားစင်စစ်ဖြစ်လားလို့မေးတယ်ပရလောကသားလူသားစင်စစ်မှမဟုတ်တာအဲ့တော့ဒါမလှုပ်တဲ့ကိစ္စလို့ပဲမြင်ပါတယ်မပြောလို့လည်းမဖြစ်ဘူးကွာမပြောလို့လည်းမဖြစ်တော့ ြောရမှာလေတောင်းရှိလာတော့ပြောတော့ပြောရမှာပဲအဲ့ကော်ကြီးစာမတက်လို့ပေါ့ကွာစာမတက်လို့စာမတက်လို့ဒီလိုလို့ဒါစာတက်ရင်သူတို့မလုပ်ဘူးကွာဒီကော်ကြီးတော်တော်ညံ့နေကော်ကြီးတော်တော်စာမတက်တဲ့ကော်ကြီးတော်တော်အသုံးကျတဲ့ကော်ကြီးလို့ပဲအဲ့လိုမြင်နေပရလောကသားတွေကိုသင်္ကန်းဝစ်ပေးတဲ့အတွက်ကြောင့်မလုပ်ကောင်းတဲ့အကြောင်းကိုဒီဆရာတော်ကပြောပြနေတာပါဆရာတော်ပြောတာအရင်မှန်ပါတယ်နော်ဆရာတော်ပြောသွားတဲ့အထက်မှာစာမတက်လို့အခုလိုလုပ်တာတဲ့မှတ်တာပေါ့ အင်္ဂုတ္တကျမ်းမှာတရားမနာစာပေမသိင်နှုတ်ပင်မဆောင်သိအောင်မပြုဓမ္မနုဓမ္မပฏิပတ်กว่าဤငါဖြာသည်ဖျားသာသနာကွယ်ကြောင်းသည်လို့ဆိုထားပါတယ်စာမသိင်လို့စာမတတ်ဘူးဆိုရင်စာမတတ်တဲ့ပုဂ္ဂိုလ်တွေဟာထင်ရလုတ်တတ်ပါတယ်ထင်ရလုတ်ပြီဆိုရင် သာသနာ ပြတ်ပြီးတော့သာသနာကွယ်ပါလိမ့်မယ်နော်ဒါကြောင့်ထင်ရလုတ်တတ်တဲ့ဘုန်းကြီးတချို့ကိုပြောကြင်တာကစာသင်ပါစာသင်လို့စာတတ်ပြီဆိုတော့မှ သာသနာပြုတဲ့အလုပ်ကိုလုပ်ပါစာလဲမတင်စာလဲမတက်ဖဲနဲ့ထင်ရမလုပ်ကြပါနဲ့ထင်ရလုပ်လိုက်မယ်ဆိုရင်သာသနာပြက်ပြီးတော့သာသနာကွယ်ပါလိမ့်မယ်အဲ့ဒါကိုတော့အထူးပြောချင်ပါတယ်နော်ငါးပါးသီလကိုဘယ်လိုဆောင်ထိန်ရပါသလဲဖေယဘယ်လိုအခြေအနေမှသီလလုံတယ်လို့ဆိုအပ်ပါသလဲဖေယတဲ့ပါမအနေနဲ့ပြောမယ်ဆိုရင်တော့၅ပါးသီလ၈ပါးသီလ၉ပါးသီလ၁၀ပါးသီလတို့ကို ုံကြီးရှိမှပဲယူရမယ်လို့ပြောကောင်းပြောကြပါလိမ့်မယ်။အဲဒါကလည်းမှန်တဲ့တလောက်မှန်ပါတယ်နော်။သို့တော့၅ပါးတိလ၈ပါးတိလ၉ပါးတိလ၁၀ပါးတိလစသည်ဖြင့်တိလဟာအရေးအတွက်အားဖြင့်ပြတော်လဲပဲ။အရင်ဆက်လိုက်မယ်ဆိုရင်တိလဆိုတာကိုယ်နဲ့နှုတ်နှမျိုးတည်းကိုပဲထိရတာပါ။ကိုကအကုသို့ဖြစ်เสียရမလို့ဘူး။နှုတ်ကအကုသို့ဖြစ်เสียရမပြောဘူးဆိုရင်တိလဆောက်တည်ပြီးသားဖြစ်ပါပြီနော်။ ဘယ်လိုအခြေအနေမျိုးမှာသီလလုံတယ်လို့ဆိုအပ်တယ်လဲဆိုရင်ကိုယ်နဲ့နှုတ်ကိုအကုသိုလ်မဖြစ်အောင်ထိသိမ်းစောင့်ရှောက်နိုင်တဲ့အချိန်ဟာသီလလုံတဲ့အချိန်ပဲဖြစ်ပါတယ်နော်အရှင်ဖေယျဤလောကကြီးသည်အရှက်တရားအကြောက်တရားနှစ်ပါးမရှိပါက လောကကြီးပျက်စီးပါလိမ့်မည်လို့ကြားဖူးပါတယ်ဖေယျတကယ်မှန်ပါသလားဖေယျမိန့်တော်မူပါဖေယျတဲ့အရှက်အကြောက်တရားနှစ်ပါးကိုဟိရိ အော်ဒါပတ်တရားနှစ်ပါးလို့ခေါ်ပါတယ်လောကပျက်စီးကြောင်းတရားလည်းဖြစ်ပါတယ် ခီရိမကောင်းမှုလို့ရမှာကိုမရှက်ချင်းအော်တာပမကောင်းမှုလို့ရမှာကိုမကြောက်ချင်းတို့ဖြစ်ပါတယ်လောကမှာမကောင်းမှုလို့ရမှာကိုမရှက်မကြောက်တော့ဘူးဆိုရင်လောကကြီးပျက်စီးလာမှာဖြစ်ပါတယ်ဒါကြောင့်ဒီမေကွန်းဟာမှန်တယ်လို့မှတ်သားထားရပါမယ်အရှင်ဖေယသီးခံခြင်းကကုသိုလ်ရပါသလားတဲ့သီးခံတဲ့အကျင့်ဆိုတာဟာဖျားအလောင်းတွေဖြည့်ခြင်းတဲ့ပါရမီ၁၀ပါးတဲ့ကအကျင့်မြတ်တစ်ခုဖြစ်ပါတယ်နော် တီးခံခြင်းကြောင့်ကောင်းကျိုး၅မျိုးရရှိစေပါれ။ကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်၁လူအများချစ်ခင်ခြင်း၂ညံနေခြင်း၃အပြည့်နေခြင်း၄မတွေ့မဝေးတရားခြင်း၅တည်ပြီးဒီနောက်လက်ရွာသူကလေးတို့လာရောက်ရခြင်းတို့ဖြစ်ပါれ။ဒါဟာတီးခံခြင်းကြောင့်ရရှိလာမိကောင်းကျိုး၅မျိုးပဲ ဖြစ်ပါれ။ဒါကြောင့်တီးခံခြင်းဟာကုသိုလ်ရတယ်လို့ မှတ်သားထားရမှာဖြစ်ပါတယ်။ကိုနဲ့နှုတ်ကိုထိမ့်နိုင်ပြီး စိတ်ဓာတ်ကရုပ်နေရင်ရောတီလရှိပါလားဖရာတဲ့။တီလဆိုတာ ကိုနဲ့နှုတ်ကိုပဲထိမ့်ရတဲ့အရာ ဖြစ်တဲ့အတွက် စိတ်မှာဘလောက်ပဲရုပ်မှမှုတွေပေါ်နေပါစေနှုတ်ကနေထုတ်မပြောသေးတဲ့၍ကိုယ်တိုင်မကျူးလွန်သေးတဲ့၍အဲ့ဒီပုံကူဟာတီလာရှိတဲ့သူပဲဖြစ်ပါတယ်။တခါတုန်းက လက္ခဏာဆရာကြီးကိုင်ရိုထန်းကိုတထေးကြီးတယောက်ရောက်လာပြီးတော့ဆရာကြီးခမညာဆရာကြီးမြင်တဲ့အတိုင်းမကွယ်မဝက်ပဲဟောကြားပေးပါဆိုပြီးတော့လက္ခဏာလာကြည့်ပါတယ်အဲ့ဒီခါမှာဆရာကြီးကိုင်ရိုကခမညာရဲ့လက္ခဏာဟာလူယုတ်မာလက္ခဏာဖြစ်တယ်သို့တော့ခမညာရဲ့နောက်ကျောင်းတွေကိုကြုတ်လိုက်ကြည့်လိုက်တဲ့အခါမှာခမညာဟာဘာမကောင်းမှုမှလှုပ်ထားတာမမြင်ရဘူးကောင်းတာတွေကိုပဲလှုပ်ထားတာမြင်ရပါတယ် ကျုပ်ရဲ့ဟောပြောချက်နဲ့ဘာကြောင့်လွဲချော်နေရတာပါလဲဆိုပြီးပြောပါတယ်။အဲ့ဒီခါမှာတထေးကြီးကဆရာကြီးခမညာဆရာကြီးဟောတာမှမားပါဘူးမှန်ပါတယ်။ဆရာကြီးပြောတဲ့အတိုင်းကျုပ်ဟာလူယုံမှတယောက်ပါပဲ။ကျုပ်ရဲ့တန်တန်မှလည်းပဲအမြဲတမ်းယုံမှတဲ့စိတ်တွေပေါ်ပါတယ်။သို့တော့ကျုပ်ဟာစိတ်ကိုအလိုမလိုက်ပါဘူးတဲ့။ကျုပ်ရဲ့တန်တန်မှပေါ်တဲ့မကောင်းတဲ့စိတ်ကိုစန့်ကျင်ပြီးကျုပ်ဟာကောင်းတာတွေပဲလုပ်ပါတယ်။ ဒါကြောင့်ကျုပ်ဟာလူကောင်းတယောက်ဖြစ်နေတာပါတဲ့နော်ဒါကြောင့်ပြောချင်တာကဥထုဇဉ်တဘာဝစိတ်မှာတော့မကောင်းတဲ့စိတ်ပေါ်စမြဲပါပဲသို့တော့အဲ့ဒီပေါ်နေတဲ့မကောင်းတဲ့စိတ်တွေကိုအလိုမလိုက်ပဲနှုတ်ကိုလည်းထိမ့်မယ်ကိုယ်ကိုလည်းထိမ့်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတီလရှိတဲ့သူပါပဲဆရာတော်ဖရာစာပေကျမ်းဂန်တွေမှာဖော်ပြထားတာရှိတယ်အန္တရကအတင်ချေယကမဟာကဆိုတာ ဘယ်လိုတွက်ရတာလဲဖေယားနောက်ပြီးမဟာကတ်တခုကိုတကဘာဆိုတာဟုတ်ပါသလားဖေယားတဲ့အန္တရာကတ်ဆိုတာဆယ်နှစ်တန်းကနေအတင်ချေရအထိတက်ကတ်တခုအတင်ချေရကနေဆယ်နှစ်တန်းထိသုတ်ကတ်တခုအဲ့ဒီလိုတက်ကတ်သုတ်ကတ်တခုကိုအန္တရာကတ်တကတ်ခေါ်ပါတယ်အတင်ချေရကတ်ဆိုတာကတော့အန္တရာကတ်64ကတ်ကိုအတင်ချေရကတ်တကတ်ခေါ်ပါတယ် မဟာကတ်ဆိုတာကတော့အတင်ခြေရကတ်လေးကတ်ကို မဟာကတ်တကတ်ခေါ်ပါတယ်အန္တရာကတ်နဲ့တွဲမယ်ဆိုရင်အန္တရာကတ်256ကတ်ကိုမဟာကတ်တကတ်ခေါ်ပါတယ်မဟာကတ်တကတ်သည် တကတ်ပါဖြစ်ပါတယ်နားလည်ပါစီမိဘပြမဒန်ဆယ်ပါလို့ကြားဘူးပါတယ်တိပါရစီဖရာတဲ့မိဘကိုပြမတဲ့သားသမီးတွေဟာဒန်ကြီးဆယ်ပါတင်းရောက်တတ်ပါတယ် ဒံကြီး၁၀ပါးကဘာတွေလဲဆိုရင်၁ကြမ်းကြုတ်သောဝေဒနာကိုခံစားရခြင်း၂ခန္ဓာကိုယ်ပျက်စီးခြင်း၃အနာရောဂါဖြစ်ခြင်း၄ယူသွခြင်း၅မင်းပြည့်မင်းတန်ပေးခံရခြင်း၆တူတပါးတို့ကဆွဆွဲခံရခြင်း၇တာသမီးဇနီးမယားများပျက်စီးခြင်း၈စီးစိမ်ဥစ္စာများပျက်စီးခြင်း ကိုနေအိမ်မီးလောင်ခံရခြင်းတဆယ်တေပြီးသည့်နောက်ငရဲသို့ကြားရောက်ရခြင်းတို့ဖြစ်ပါတယ်။ပေါ်ပြပါဒံကြီး၁၀ပါးသည်မိဘကိုပြမှားသော သာသမီများတင်ရောက်ရမည်ဒံကြီး၁၀ပါးဖြစ်ပါတယ်။ဒါကြောင့်သာသမီများအနေဖြင့်မိဘတွေကိုမစော်ကားမိကြပါစေနဲ့လို့အထူးသတိပေးလိုပါတယ်။ဦးစင်ဖယားတပည့်တော်မကသူ့ကို အချစ်စစ်ပေးခဲ့ပါတယ်။ ။ဘာလို့သူ့စီကအချစ်စစ်ပြန်မရတာလဲ။နာကျင်မှုတွေပဲပြန်ရတယ်။ဝေကျွေးတွေကြောင့်များလားတဲ့။ကုမေတ္တာကို तू နားမလဲလို့ပေါ့နော်။ဘာပဲလုပ်လို့ညှော်လင့်ချက်နဲ့မလုပ်နဲ့။ညှော်လင့်ချက်နဲ့လုပ်မယ်ဆိုရင်ကိုညှော်လင့်ထားတဲ့အတိုင်းဖြစ်မလာပါက ပေါက်ကွဲရတယ်။ကိုပဲပူလောင်ရတယ်နော်။ဒါကြောင့်တစ်ဖက်လူရဲ့အကျိုးစီးပွားကိုကိုကဆောင်ရွက်ပေးခြင်းတယ်ဆိုရင် လွတ်လွတ်ကျွတ်ကျွတ်ဆောင်ရွက်ပေးလိုက်ပါအဲ့ဒီအပေါ်မှာဘာမျှော်လင့်ချက်မှမထားပါနဲ့ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာတတ္တဝါတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့နေရာမှာဘာမျှော်လင့်ချက်မှမထားပါဘူးပင်ပင်ပန်းပန်းနဲ့စွန်းစွန်းတမန်ဆောင်ရွက်ပေးခဲ့ပါတယ်အဲ့ဒီလိုဆောင်ရွက်ပေးတော်လဲပဲမြတ်စွာဘုရားဤကျေးဇူးကိုသိပြီးပြန်ပြီးတုတ်ပြန်ပေးတဲ့သူလည်းရှိတယ်လို့မတုတ်ပြန်တဲ့သူတွေလည်းရှိတယ်အဲ့ဒီတုတ်ပြန်ခြင်းမတုတ်ပြန်ခြင်းရဲ့အပေါ်မှာ မြတ်စွာဘုရားကလိုက်ပြီးမခံစားဘူးနော်အဲ့လိုမခံစားတဲ့အတွက်ဘုရားရှင်မှာဥလောမှုတော့ကဆိုတာလည်းမရှိဘူးဦးဇင်းတို့ဘုရားဘာသာဝင်တွေဟာမြတ်စွာဘုရားဤတပိတာဝကတွေဖြစ်ကြတဲ့အတွက်အဲ့ဒီထုံနှလုံးမူရမယ်နော်ဒါကြောင့်ကိုကလူတစ်ယောက်ကိုချစ်လို့ပဲဖြစ်ဖြစ်မချစ်လို့ပဲဖြစ်ဖြစ်သူ့ကိုလှုပ်ပေးပြီးပြီဆိုရင်အဲ့ဒီပုံမှာလိုက်ပြီးခံစားမနေနဲ့ခံစားနေတာဟာကိုယ့်ဘဝကိုတတ်နေတာနဲ့အတူတူပဲနော်နားလဲပါစေ တပည့်တော်မေးလျှောက်ခြင်းပါတယ်ဖရာ အမျိုးသမီးများဓမ္မတာလာရင် ဖရာရေချမ်းစွမ်းပန်းများကတ်လို့မရဘူးဆိုတာဟုတ်ပါသလားအရှင်ဖရာတဲ့မဟုတ်ပါဘူးเนาะအဲ့ဒါကရှီလူကြီးတွေရဲ့အယူအဆတွေပဲဖြစ်ပါတယ်အမျိုးသမီးတွေဓမ္မတာလာတဲ့အချိန်ကလေးမီးဖွားပြီးတဲ့အချိန်တွေဟာခန္ဓာကိုယ်မတန်ရှင်းသေးတဲ့အချိန်ဖြစ်တာကြောင့်အဲ့ဒီလိုအချိန်မျိုးမှာဖျားပန်းကက်ချင်းဖျားစွမ်းတော်တင်ချင်းတွေမလုပ်ကောင်းဘူးလို့ ရှေးလူကြီးတွေကအယူအဆရှိကြပါတယ်။ဘာကြောင့်အဲ့ဒီလိုအယူအဆရှိရတာလဲဆိုရင်အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မတန်ရှင်းသေးတဲ့အတွက်ဖျားရှင်ကိုကြီးညို လေးစားလို့ပဲ ဖြစ်ပါတယ်။သို့တော်လည်းပဲအဲ့ဒီအယူအဆတွေဟာဖျားရှင်ရဲ့အယူအဆတွေမဟုတ်တာကြောင့်ဓမ္မတာလာတဲ့အချိန်ပဲဖြစ်ဖြစ်ကလေးမီးဖွားပြီးတဲ့အချိန်ပဲဖြစ်ဖြစ်အမျိုးသမီးတွေအနေဖြင့်ဖျားပန်းကတ်ခြင်းဖျားစွမ်းတော်တင်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ကောင်းတယ်လို့ မှတ်သားထားရမှာ ဖြစ်ပါတယ်။ဘဝဆိုတာတောက်ပါတဲ့ချိန်ရှိတယ်လို့အောက်ကြတဲ့ချိန်ဆိုတာလည်းရှိတယ်။ကိုဘဝတောက်ပါနေလို့လည်းမမောက်မမီစင်နဲ့ကိုဘဝအောက်ကြနေလို့လည်းစိတ်သက်တွေကြာမနေနဲ့။ဒါကြောင့်မြတ်စွာဘုရားကလောကဒဏ်တွေကိုဟောတဲ့နေရာမှာ အဆိုးကြီးပဲလည်းမဟောဘူးအကောင်းကြီးပဲလည်းမဟောဘူးအဆိုးလေးပါအကောင်းလေးပါဆိုပြီးတော့ထွန်တွဲပြီးတော့ဟောတော်မူထားတာ။ဒါကြောင့်ဦးဇင်းတို့ဘဝဆိုတာဘာနဲ့တူလဲဆိုတော့ တောင်စင်တောင်နှမ်းကြီးတွေနဲ့တူတယ်တဲ့တောင်စင်တောင်နှမ်းကြီးတွေကိုကြည့်ကြည့်လိုက်ဘယ်တော့မှလည်းမြင့်မောက်မနေသလိုဘယ်တော့မှလည်းနှိမ့်ကြပြီးတော့မနေဘူးနှိမ့်တစ်ခါမြင့်တစ်လက်နှိမ့်တစ်ခါမြင့်တစ်လက်ဘဝဆိုတာဒီလိုပဲတခါတလေမှာ ခက်ခဲတွေကြုံရမယ်ကြက်တဲတွေကြုံရမယ်ဆုံးရှုံးမှုတွေကြုံရမယ်ဒါရီယာလောကဒဏ်တွေအဆိုးလောကဒဏ်တွေပေါ့ယခုမြင်ငင်ဘေးကိုပဲကြည့်ကြည့်လိုက်ပေါ့ ရှာဝေစုဆောင်ထားတဲ့ကိုယ့်ရဲ့ပစ္စည်းဥစ္စာရတနာတွေတခဏအတွင်းမှာပဲဆုံဆုံသွားရတယ်ပျက်စီးသွားရတယ်ဒါတွေကလောကဓာတ်နဲ့ကြုံလိုက်ရတာပဲအဲ့ဒီလောကဓာတ်နဲ့ကြုံလာတဲ့အခါဘလို့ပြန် ပြီးတော့စိတ်ကိုပြန်တက်မှတ်မလဲဆိုတော့ဖျားဟောတဲ့တရားနဲ့ပြောမယ်ဆိုလို့ရှိရင်အလုံးအသင်္ခါရသဘောတရားတွေဖြစ်ပြီးပြက်မယ်မတည်မြဲတဲ့အိဋ္ဌသဘောတရားတွေရှိရယ်ဇီးဥစ္စာတွေမပြောပါနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးတောင်မှတချိန်ကျလို့ရှင်တေချာရအောင်ပါဒီတော့ဒီပစ္စည်းဆိုတာလဲသင်္ခါရကိုယ်လူဆိုတာလဲသင်္ခါရမမြဲဘူးဆိုပြီးတော့တွေးတွေးပြီးတော့တရားသဘောနဲ့ဒီလိုဆင်ញင်ပြီးတော့လောကဒဏ်ကိုခံနိုင်ရှိအောင်ကြိုးစားအောင်မယ်အတက်လို့မှမဟုတ်ဘူးဆိုလို့ရှင်အမြဲတမ်းပြိုလဲနေတတ်တယ်စိတ်တက်တွေအောက်မှာကျနေတတ်တယ်ပြန်ပြီးတော့တတ်မလာတတ်ဘူးမြတ်စွာဘုရားဟောတဲ့လောကဒဏ်၈ပါးရှိတယ် အဲ့ဒီလောကဓာတ်အကောင်းကြီးပဲမလောက်ဘူးအဆိုးတွေလည်းလာနိုင်တယ်အဆိုးတော်မှအဆိုးဆုံးတွေလည်းဖြစ်လာနိုင်တယ်ကိုကြုံတွေ့နေရတဲ့ဆိုရင်လည်းဒါလောကဓာတ်နဲ့ကြုံရတာပါပဲလားကိုတယောက်တည်းကြုံရတာမဟုတ်ဘူးအားလုံးကြုံရတာပဲဆိုပြီးတော့နှလုံးသွင်းဒါကနံပါတ်1အချက်နံပါတ်2ကျတော့အစဉ်နဲ့နဲ့မြင့်သွားပြီပေါ့ခုနကပြောတဲ့တင်္ခါရသဘောတရားတွေအားလုံးကဖြစ်ပြီးပြတ်မယ်ဒီလိုစဉ်းကျင်ကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်တဲ့ တဘာဝကြီးကိုမှန်မှန်ကန်ကန်သိလိုက်တဲ့အတွက်ကြောင့်တဘာဝကပြည့်တဲ့ဒဏ်တွေကိုခံနိုင်တော့ပါလိမ့်မယ်